အခုရက်ပိုင်းအမေရိကန်ကဖွဲ့စည်းလိုက်တဲ့လင်းလယ်မှုစင်တာတွေတိုက်ဖြည့်ရေးတပ်ဖွဲ့အကြောင်းပြောမှာဖြစ်ပါတယ်။အင်္ဂလိပ်လို Scan Center Strike Force လို့ခေါ်တဲ့အဲ့ဒီအထူးတပ်ဖွဲ့ကိုအမေရိကန်အစိုးရရဲ့လုံခြုံရေးနဲ့ပတ်သက်တဲ့ agency တွေစုပေါင်းပြီးဖွဲ့စည်းလိုက်တာပါ။ရည်ရွယ်ချက်ကတော့အရှိတောင်အာရှအထူးသဖြင့်မြန်မာလာအိုနဲ့ကမ္ဘောဒီးယားတို့မှာအခြေစိုက်တဲ့နိုင်ငံဖြတ်ကျော်ငွေလိပ်ဂိုင်းတွေကိုနှိမ်နင်းဖို့ဖြစ်ပါတယ်။ digital ငွေကြေးနဲ့ပတ်သက်တဲ့လိမ့်လည်မှုတွေဝက်သက်ခြင်းလို့ခေါ်တဲ့ဒီအယုတ်သွင်းပြီးငွေကြေးလိမ့်လည်မှုတွေကိုတိုက်ဖြတ်သွားမှာဖြစ်ပါတယ်။ပါဝင်တဲ့အဖွဲ့အစည်းတွေကတော့ American ရှေ့နေရုံတရားရေးဌာန FBI လို့ခေါ်တဲ့ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဘူရို USSS American လျိုဝဲထောက်လည်ရေးအဖွဲ့ဖနာရေးဌာနရဲ့နိုင်ငံခြားပိုင်ဆိုင်မှုထိချုပ်ရေးယုံနဲ့နိုင်ငံခြားရေးဝန်ကြီးဌာနတွေပါဝင်ပါတယ်။ လောက်ဆောင်သွားမဲ့နီလန်းတွေကတော့အဆိုးဆုံးလိမ်လည်မှုစင်တာနဲ့ခေါင်းဆောင်တွေကိုစုံစမ်းထောက်လှမ်းပြီးတရားစွဲဆိုတာအဲ့ဒီစင်တာတွေကိုကာကွယ်ပန့်ပိုးနေတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေကုမ္ပဏီတွေနဲ့လူပုတ်ကိုတွေကိုပြင်းထန်ထားတန်ခတ်ပိတ်ဆို့တာဒီဂျစ်တယ်ငွေကြေးအပါအဝင်လိမ်လည်မှုကရထားတဲ့ငွေကြေးပိုင်ဆိုင်မှုတွေကိုသိမ်းဆည်းတာနိုင်ငံတကာပူပေါင်းဆောင်ရွက်မှုကသဆင့်ဒီသခင်နိုင်ငံတွေရဲ့လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ FBI နဲ့ပူပေါင်းနေနေမှုလုပ်တာတွေပါဝင်ပါပါ အမေရိကန်နိုင်ငံသားတွေက2024ခုနှစ်တခုအတွင်းမှာအမေရိကန်ဒေါ်လာ10ဘီလီယံကျော်ကျော်လိမ့်လည်ခံခဲ့ရတယ်လို့အမေရိကန်အစိုးရကပြောပါတယ်ပထမဆုံးလုပ်ငန်းအနေနဲ့ကတော့မြန်မာနိုင်ငံကဒီမိုကရေစီကရင်အကျိုးပြုသက်မတော် DKBA နဲ့ခေါင်းဆောင်လေးဦးကိုပိတ်ဆို့အေးအေးယူမှုစင်ရဲတဲ့ထက်သွင်းလိုက်တာဖြစ်ပါတယ်